ရဲတပ်ဖွဲ့ကတားမြစ်ဖမ်းဆီးခဲ့တဲ့အလုသမားတပိတ်စစ်ကြောင်းကအလုသမားကောင်းဆောင်၅ဦးနဲ့ဝင်းရံအဖြစ်လိုက်ပါလာတဲ့ဘဂဒကျောင်းသား၅ဦးကိုတရားစွဲဆိုသွားမယ်လို့နေပြည်တော်ရဲတပ်ဖွဲ့မှရဲမှူးကြီးကိုကိုအောင်ကဖြေကြားခဲ့ပါတယ်။ကောင်းဆောင်နေနဲ့လည်းနေပြည်တော်ကောင်းဆောင်အကူရကူတက်ကုန်မှဆောင်နေတာ။အခုတော့ဒီလိုလက်မခံလက်ခံနေတဲ့ကျွန်တော်တို့ငကိုရဲရလည်းအာတီဗီထားပြီးဖြစ်တယ်။ဒီနေရာတော့ကျွန်တော်တို့လာကြော်လာလို့မရဘူးဆိုတာကျွန်တော်တို့ကျွန်တော်တို့ ဆက်လက်ပြီးတော့လည်းရေးယူဝင်နေတယ်ဆက်လက်ရေးယူတဲ့နေရာမှာဟိုဖြတ်ကျော်လာတဲ့မြို့နယ်တွေရောပုံမှန်နဲ့ဆက်လက်ရေးယူတော့ကျွန်တော်တို့လောဆယ်မရှိပါဘူးကျွန်တော်တို့ဘက်ကတော့ဒီနေရာတွေဒီနေရာမှာဝင်တဲ့အတွက်တွေပဲဒီနေရာမှာအဖြစ်တဲ့ချက်စင်တွေပြုတ်ပဲကျွန်တော်ရေးယူတာအဓိကတော့သူတို့ခေါင်းဆောင်ဥစည်းလုပ်တဲ့လူတွေပဲကျွန်တော်တို့ရေးယူဝင်လုပ်တာအဲဒါသို့တော်လည်းအဲထဲမှာလမ်းခေါင်းဆောင်လုပ်တဲ့လူကအဲထဲမိကလေးတွေရတဲ့မှာဝင်နေပြီးတော့ကျွန်တော်တို့ကပို့ပြီးဆိုးမလာအောင်လုပ်တာပို့ပြီးတော့ဆိုးမလာအောင်ပြောရရင်ငန်းတော်လမ်းနာ ာကြံ့ကြာတာကြီးဒီလောက်ကအရေးမကြီးသေးပါဘူးတခြားမလိုလားတဲ့ပြင်ပေါင်းနေတဲ့တခြားတယောက်ယောက်တစ်ဖက်ဖက်ကအသက်အန္တရာယ်ဖြစ်သွားရင်ဒီချက်ပူစီကျွန်တော်တို့ကကြိုပြီးတော့ဆင်းနေဆောင်ကြလို့တကယ်ဖန်စီထားသူတွေကကြံတဲ့သူတွေကိုပြန်လွတ်ပေးသွားမယ်လို့လည်းရဲမှူးကြီးကိုကိုအောင်ကဆက်လက်ပြောပါတယ်လက်ရှိမှာဖန်စီထားသူတွေကိုတက်ကုန်းရဲစခန်းရှိအချုပ်ခန်းမှာထားရှိထားတာဖြစ်ပါတယ်။ဖန်စီထားသူစုစုပေါင်း66ဦးဖြစ်ပြီးအမျိုးသား52ဦး အမျိုးသမီး24ဦးပါဝင်ပါတယ်။နေပြည်တော်ကိုခြိတက်လာနေတဲ့အလုသမာသပိတ်စစ်ကြောင်းကအလုသမာတွေမှာတက္ကသိုလ်မျိုးအဝင်နဲ့ညောင်လွန့်ကိတ်မှာရဲတပ်ဖွဲ့နဲ့အုပ်ချုပ်ရေးပိုင်းတာဝန်ရှိသူတွေရဲ့တားဆီးတာကိုခံခဲ့ရတာဖြစ်ပါတယ်။အဲဒီနောက်အလုသမာတွေဟာနေပြည်တော်ကောင်စီမျိုးတော်ဝင်ရဲ့အလာကိုစောင့်ဆိုင်းနေကြတယ်။ မွန်းလွဲတနာရီကျော်မှာတော့အလို့သမားသပိတ်စစ်ကြောင်းမှာပါဝင်သူအလုံးကိုရဲတပ်ဖွဲ့ကဖမ်းဆီးထိန်းသိမ်းလိုက်တာဖြစ်ပါတယ်။ဒီကနေ့မေလ18ရက်နေ့မှာတော့အလို့သမားတပိတ်စစ်ကြောင်းဟာရမန်သိခိုင်ရိုင်းကနေပြီးတော့နနက်အစောပိုင်းကနေပြီးတော့တက်ကုန်းမြို့နယ်ကိုဆက်လက်ချစ်တက်လာပြီးတော့နနက်10နိုင်ခွဲကမှာတော့ထိုင်တပိတ်ဆင်နွဲခဲ့ပြီးတော့နေ့လယ်10နိုင်ခွဲချိန်မှာတော့ရဲတပ်ဖွဲ့ဝင်တွေနဲ့ပြည်ပခဖြစ်ပွားကတပိတ်မှာပါဝင်တဲ့သူအလုံးကိုဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရပါတယ်။စကိုင်းဆက်မှုဆောင်တစ်အချောတဲ့စစ်ရုံကအလို့သမားတွေဟာအလို့သမားတမကကိုဖြိုခွဲခဲ့တဲ့အလို့ရှင်ကိုအေးအေးယူပေးဖို့ အလုတ်ထုတ်ခံထားရသူတွေကိုပြန်ခန့်ပေးဖို့နဲ့အလုတ်ထုတ်ခံထားရတဲ့ဈာကာလအတွက်နှစ်နာကြီးပေးဖို့စတဲ့အချက်တွေကိုအလုတ်သမားအလုတ်ရှင်နဲ့အစိုးရသုံးဖွဲ့ဆိုင်ဖြည့်ရှင်းပေးဖို့တောင်းဆိုခဲ့ပြီးပြည်လဲမှုမရရှိခဲ့တာကြောင့်လမ်းလျှောက်စံတာထုတ်ဖော်ခဲ့ကြတာဖြစ်ပါတယ်ဆန္ဒထုတ်ဖော်မှုကိုဧပြီလနောက်ဆုံးဘက်ကသကိုင်းကနေစတင်ခဲ့တာဖြစ်ပြီးနေပြည်တော်ကောင်စီနယ်မြေအထိလမ်းလျှောက်ချီတက်ခဲ့ကြတာဖြစ်ပါတယ်။